အရေးကြီးတဲ့ကိစ္စရပ်တွေပြန်လည်သုံးသပ်ဖို့ထိုင်းအစိုးရကိုအမေရိကန်ကတောင်းဆိုထားတာကြောင့်အခွန်မြင့်တက်လာမှုနဲ့ပတ်သက်လို့ဝါရှင်တန်နဲ့ဆွေးနွေးမှုတွေကိုလည်းရွှေ့ဆိုင်းထားတယ်လို့ဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝါဒရာကဧပြီလ22ရက်မှာပြောကြားခဲ့ပါတယ်။အရင်ကဧပြီလ23ရက်မှာဆွေးနွေးဖို့စီစဉ်ခဲ့တာဖြစ်ပြီးနောက်ထပ်တွေ့ဆုံမဲ့ရက်ကိုစီစဉ်ထားပြီးဖြစ်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အစီအစဉ်တွေကြောင့်အများဆုံးထိခိုက်ခဲ့တဲ့အရှိတောင်အာရှနိုင်ငံတွေထဲမှာထိုင်းနိုင်ငံလည်းပါဝင်ပါတယ်။ မိမိတို့ရဲ့အခွန်အတုပ်တွေကိုတင့်တော်တယ်လို့ညှိနှိုင်းမှုအပါအဝင်ကိစ္စရပ်တွေကိုမိမိတို့ပြန်လည်သုံးသပ်မှာဖြစ်ပြီးအရန်နှေးကွေးနေမှာမဟုတ်ဘူးလို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ် အမေရိကန်ဟာပြီးခဲ့တဲ့နှစ်မှာထိုင်းရဲ့ကုန်တင်ပို့မှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီးစုစုပေါင်းပို့ကုန်ရဲ့16.3ရာခိုင်နှုန်းဒေါ်လာ54.6ဘီလီယံတန်မိုးရှိပါတယ်။ထိုင်းရဲ့ကုန်သွယ်ရေးလုံငွေပြမှုတန်မိုးဒေါ်လာ45.6ဘီလီယံရှိရလို့ဝါရှင်တန်ကပြောပါတယ်။အမေရိကန်နဲ့ညှိနှိုင်းမှုတွေဟာနှစ်နိုင်ငံအကျိုးရှိတဲ့ညှိနှိုင်းမှုတွေဖြစ်တဲ့မီမိမိတို့အနေနဲ့စိုက်ပျိုးရေးအကျိုးစီးပွားတွေကိုကာကွယ်သွားမယ်လို့ဝန်ကြီးချုပ်ပေတုံထံကပြောပါတယ်။ ပထမ3လဘက်ကာလအတွင်းထိုင်းနိုင်ငံရဲ့စံတင်ပို့မှု30ရာခိုင်နှုန်းရောကျခဲ့ပြီးတစ်နှစ်လုံးပို့နိုင်မယ်လို့မှန်းထားတဲ့ metric ton 9.5တန်ထက်အများကြီးရောနေနိုင်ကြောင်းထိုင်းစင်စပါအဖွဲ့အစည်းကခန့်မှန်းထားပါတယ်